အားလုံးပဲမင်္ဂလာပါရှင် Story Audio Boy Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြည့်ကျူဆူလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်ဖြိုးကလင်းငယ်နေလိုက်ချင်းစမ်းပါပြီဆိုတဲ့ဇလံလေးကိုရွှေ့ချက်ထားပါတယ်ဇလံလေးကိုအစားကနေအဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်အိယာကနှိုးလာရတယ်ရှင်ထဲမှာလည်းကတုံကရင်ကြီးဖြတ်နေရတယ်အသက်ရှူချက်ပြီးတစ်ကိုယ်လုံးချွေးရီလဲစုနေရဲ့ ညွညွလေးပြနေရဲ့မီးရောင်လည်းလည်းကြောင့်စိတ်ထဲမှာနည်းနည်းတက်တာတလို့ရှိရတယ်။ဒီမီးရောင်ကြောင့်ပဲမျက်စိနှလုံးပွင့်လျင်ပွင့်ခြင်းလူလေးကိုကြော်ပြီးသူများပေါ်မှာပိုင်ဆိုးပိုင်နေနဲ့တင်ထားတဲ့လက်ကြီးကိုတွေ့ရတယ်။ခတဲ့အိုင်ရန်ကတော့အဲ့လိုစိတ်ထဲကအော်မြင်ရင်သူ့လက်ကြီးကိုစောင့်ပြက်လိုက်ခြင်းနဲ့ဒါပေမဲ့လူလေးကိုခိုင်းမိသွားမှဆိုတာကြောင့်တတတာပဲဖယ်ချလိုက်ရတယ်။ပြီးတော့သူ့မျက်နှာကို မျက်စောင်းတစ်ချက်ပြစ်ကြည့်လိုက်အောင်နဲ့စိတ်ကျဉ်နဲ့လိုက်ရတယ်။ဒီမျက်စောင်းထဲမှာတော့မလိုခြင်း၊မုန်းတီးခြင်း၊ယူဆခြင်းဆိုတာတွေအပြည့်အစုံအပြည့်အစုံပါသွားပါလိမ့်ရဲ့။ကဲ။ဒါပေမဲ့သူကတော့မမော်နဲ့မို့နေ့နေ့ထိုက်ထိုက်ကြည့်တာအိပ်ပျော်နေရဲ့။ဟောင်များဟောင်နေလိုက်ပါသေးရဲ့။သူ့ကိုကြည်ရင်ကြည်ရင်ဒေါသတွေဖြစ်လာတယ်။အလိုလိုဝမ်းနေလာရတယ်။တအားတအားကြီးတာအော်ပြီးငိုပြစ်လိုက်ခြင်းနဲ့ မျက်နှာကြီးကိုအလွားလိုက်အလွားလိုက်ကြောက်အောင်လို့ကုတ်ကုတ်ပြက်လိုက်ချင်တယ်ဒီလိုမျကုတ်ပြက်လိုက်ရင်ဟဲ့အယူးမလေးအယူးမလေးဘာဖြစ်တာရောလို့ဆိုပြီးသူ့မျက်လုံးကြီးနဲ့အကဲခတ်တယ်လို့ကြည့်နေမလားဒီလိုကြည့်နေမှဖြင့်သူ့မျက်လုံးကြီးကကြောက်စရာကောင်းလာတယ်ဒါတော့မဟုတ်ရင်လိုလေထလာရကညနေသားကြီးနဲ့ကြည့်ပြီးနောက်သူ့လက်ဝါးကြီးနဲ့ပိတ်ရိုက်ပြက်လိုက်မှဆိုရတယ်ဒီလိုဆိုရပြန်တော့လေကျော်ရဲကစိတ်နာရှာပြန်တယ်အိုးဘာဖြစ်ဖြစ် ဒီလူကြီးကတော့မုံရံကောလို့သူ့ကိုကြောခံပြီးတစ်ဖက်ကိုဆက်ခနဲ့လှည့်ပြလိုက်မိရဲ့။သူကတော့ဒါရိုက်ကိုဘာမှကယူမဆိုင်မမောနဲ့မို့နင်းနေချက်ချကြီးသာအိပ်ပျော်နေရဲ့။ဟောင်းများဟောင်းနေလိုက်သေးရဲ့။မျက်စိရှိတထွာလောက်အကွာမှာတော့မီးရောင်ကြောင့်ပြပြနုနုလေးလက်နေရဲ့။ဇာချနှောင်ရှိရဲ့။ဇာချနှောင်ထဲမှာလှုပ်နေရဲ့လှိုင်းလေးတွေကသူများကိုတက်တက်ပြောင်းပြီး ပြနေကြတယ်လို့လှိုင်းလေးတွေလှုပ်တိုင်းလှုပ်တိုင်း ဇာချနာရှိဇာပေါက်လေးတွေကကျဲလိုက်ပိတ်လိုက်လှုပ်ပြနေကြပြန်တယ်။ဒီဇာချနာကြီးကိုမုန်းစရာကောင်းလာတယ်။ရော်ရရဖြစ်တဲ့ဇာချနာအဆောက်ကိုကိုလုံးနဲ့တိုးဖိပြက်လိုက်တယ်။ကဲလီလှုပ်ကြအောင်။ဒီလိုဖိထားပြန်တော့လေဇာပေါက်လေးတွေကဗဆက်လေးပြီးပြဲနေကြတယ်။လှုပ်လဲမလှဝုံရုံလဲမရုံဝုံသူတို့မြင်နေရတာရည်ရပင်ကောင်းလာသေးရဲ့။သူတို့ဗဆက်လေးတွေကလည်းအစီအစီပြဲနေကြတယ်။ဇာပေါက်လေးတွေဗဆက်ပြဲနေပုံကား လူလေးပစက်လေးနဲ့ပင်တူသေးရတယ်။အမလီသူ့လက်ကြီးနဲ့များလူလေးပေါ်ဖိမိမှာဖြင့်လူလေးတယောက်စားပေါက်လေးပဲလို့ပစက်ပြဲနေမှာဖြင့်ချက်ချင်းလူလေးထားလိုက်မိရဲ့။နောက်ကို ကမန်ကတန်နဲ့လက်ကြီးလိုက်မိရဲ့။ဇာချနာရိတ်အောင်မှာဝင်းပပလေးအိမ်မောကြနေရဲ့ဖိုးလာမင်းစီကိုမြင်လိုက်ရတယ်။လူလေးရဲ့မျက်နှာဟာတိမ်လွာမေးလေးအောင်မှာရေရေလေးပေါ်နေရဲ့ဖိုးလာမင်းစီနဲ့တူလာအေးလူလေးလန့်သွားမှစိုးရကြောင့် ရင်ပတ်ခြင်းအက်ကသူနဲ့ဝေဝေးကိုတဖြည်းဖြည်းရွှေ့ယူရတယ်။မောင်လေးငငယ်ကကလေးကိုရွှေ့ယူတိုင်းအမေပါဇက်ကမိုးလားလီလားမိုးလားလီလားလို့ဆိုနေကြပင်ဖြစ်တယ်။ဒီလိုဆိုရင်ကလေးမလန်ဘူးလို့တီတိုးကလည်းပြောပို့တယ်။ဒါကြောင့်အသက်ကိုအောင်ပြီးအစ်တန်နဲ့ဒီလိုပဲခက်တူတူဆိုလိုက်မိရင်ဒီလိုဆိုရင်နဲ့လူလေးကိုပွေနေတော့လူလေးများလက်နူသွားလိမ့်မလားလို့တထိတ်ထိတ်နဲ့လူလေးရဲ့မျက်နှာကိုကြည့်နေကြတာက စွန့်စားမှုတရက်နဲ့ပင် တူလာတော့တယ်။အမလီကံကောင်းလို့လူတွေလက်မသွားသေးဘူးဟဲ့။လူလေးရဲ့ပါကိုဖြည်းဖြည်းလေးအသက်အောင်ပြီးတော့နန်းလိုက်ရသေးရဲ့။ပြီးမှလူလေးကိုတပိုင်းကိုစောင့်ချုံပြီးရင် သူ့စီကိုမျက်စိရောက်သွားရပြန်နေ။ဒီမှာတော့သူ့လူလေးကိုဖိမိမှဆိုလို့ရွှေရပြောင်းရနဲ့သူကတော့အဆန့်သာအိတ်လို့သူ့ကိုမြင်တိုင်းဒေါသဖြစ်လာပါပြီ။ဒေါသဖြစ်တိုင်းသူမျက်နှာအတော်ကြာကြာစိုက်ကြည့်နေမိရဲ့။ဒါပေမဲ့သူကတော့ဒါရီကိုဘာမှမသိဘူး။ မမောနဲ့မို့နှင်းနှီးချဲ့ချိုက်ကြည့်တာအိပ်ပျော်နေရဲ့ဟောင်များဟောင်းနေလိုက်ပါသေးရဲ့သူ့ကိုကြည့်ရင်ဒေါသဖြစ်လာတာကြောင့်စိတ်ထဲကပင် အိုက်လာမိရဲ့အလိုလိုနေရင်အသက်ရှူတက်လာတာကြောင့်ခြနာပြင်ဘက်ကိုထွက်လာခဲ့မိရဲ့ခြနာပြင်ဘက်ရောက်လာရပြီမဲ့မတက်တာသေးအိတ်ခမ်းလျာကျင်းကျက်လွန်လာတယ်ကျင်းကျက်ရတဲ့အထဲမှာအိယာဘေးရှိ သူ့ဇပွဲကြီးကနေရာချဲ့လွန်အားကြီးလာတယ်ဒီဇပွဲကြီးကိုကြည့်ရတာအလွန်မျက်မှောင်ကျိုးစရာကောင်းလာတယ် သူဟာသူ့တခင်ရမျက်နှာသာပေးထားတိုင်းအိတ်ကဲလဲမှာခြေတော်ကြီးလေးချောင်းနဲ့ကာယာကြီးကန်လန့်လှုပ်လျက်ရှိတယ်။ဒီလိုကာယာကြီးလှုပ်နေတဲ့ဇပွဲကြီးတဲ့ဇပွဲပေါ်ရှိစာအုပ်ပုံကြီးဟာပို့ပြီးတော့မျက်မုံကျိုးစရာကောင်းပြတ်နေ။အရှင်အပြိုဘွားကဝိတူလေးပါလီ အတော်သင့်ဖတ်ဖို့ဝါသနာပါခဲ့ပြီမြေ။အခုသူ့ဆောင်ကြီးကိုမြင်နေရအကြောင်းစာအုပ်မှန်တဲ့များအကုန်မျက်မုံကျိုးလိုက်။ကြည့်ပါအောင်။သူများကဒီလောက်မျက်မုံကျိုးနေပါလျက်နဲ့။သူတို့ကဇပွဲပေါ်ကနေပြီး မထီတရီမတုံမလုံးလုံနေကြပြန်တယ်။ဒီလောက်တောင်ရှိလာတာ။ပရင်ဘောက်ကိုဖြွင့်ပြီးဒီစာအုပ်တွေကိုတောက်ပြီးတောက်တာ။မောင်နဲ့ကိုလွှင့်ပြလိုက်ချင်တယ်။ဒီလိုလွှင့်ပြပြန်တော့လေသူနိုးလာပြီးဟဲ့အယူမဒါပါလို့တာတော့အဲ့လိုပြောပြောဆိုဆို သူ့လဝါကြီးနဲ့စက်ဘိုးတွေအုပ်လိုက်မှဖြင့်တွေ့ရင်တွေ့ရင်ညရီတွေဝိုင်းလာရှာပြန်နေ။ရင်ထဲမှာလိုက်ပြီးလိုက်ပြီးတက်လာရှာပြန်နေ။အိမ်ကန်တကားကိုဖြွင့်ပြီး ဧကန်လေးကိုဝင်ကာတလက်ထိုင်ရှိတခုပေါ်မှာထိုင်ရင်းနဲ့အာရအောင်ကိုပြစ်လိုက်ရတယ်။သူကတော့ဒါရီကိုဘာမှမသိမမော်နေမို့နင်းနေချာချာကြီးသာအိပ်ပျော်နေရဲ့။ဟောင်များဟောင်းနေလိုက်သေးရဲ့။ငိုလို့အာရမမြေကိုတော့ပြီးညင်ပြီးတော့ထန်နေလိုက်မိရဲ့။အပြင်ဘက်မှာကြေရောင်လေးဝိတင်းနေခြင်းကိုမှန်ပရင်းကမြင်နေရတယ်။ဒီအလင်းရောင်ကတော့ဒီကနဲ့တန်လိမ့်မှာမဟုတ်တရားဘုရားမှာမှောင်နေသူဖြစ်တာကြောင့်အမောင်နဲ့သာထိုက်တဲ့နေတယ်လို့တွေ့လိုက်တော့ဝန်းနေလာရပြက်နေ ဖြစ်မိမှတော့မထူဘူးလို့စိတ်ကိုတင်းထားလိုက်မိရဲ့တင်းထားရဲ့ဈာကပင်တစ်ခါတစ်ခါမှတော့အောင်လို့မရအောင်ရှိုက်ရှိုက်နေရတယ်။ငါမရှိုက်ဘူးလို့စိတ်ကို အတင်းထုတ်လိုက်တယ်။ငါဒီကြောင်းနေမစင်စား။ငါဒီဝမ်းနေကြတယ်မစင်စားဘူးလို့အတင်းထုတ်တေးလိုက်တယ်။ဒီလိုထုတ်တေးကမှငါသူ့ကိုဘာလို့ယူမိပါလိမ့်မလဲလို့တွေးတောမိရတယ်။သူနဲ့အခုလိုဖြစ်လာကမှဖြစ်ရမယ်။တကယ်တော့သူ့ကိုဘယ်တော့မှမကြိုက်ခဲ့ဘူး။စားတွေ့တွေ့ချင်းသူ့ကိုမျက်မှောင်ကျိုးခဲ့ရတယ်။ ီလူကြီးကဘယ်နဲ့လူကြီးပါလဲ။မြင်ပြင်ကက်ခဲရတယ်။လူကြီးကအုံးစရာကြီးတို့ဒေါသဖြစ်ခဲရတယ်။ဒီလိုဒေါသဖြစ်ခဲ့ခြင်းအကြောင်းကတော့ကိုကုံမအပေါ်မှာသူကအနိုင်ကျင့်ခဲ့လို့ဖြစ်တယ်။ကိုကုံမအပေါ်မှာဒါမဟုတ်သေး။ဘသူအပေါ်မှာပဲဖြစ်ဖြစ်သူကအနိုင်ကျင့်တတ်တယ်။သူများကလည်းအခုထိသူအနိုင်ကျင့်နေတော့ဖြစ်တယ်။ဒါကြောင့်သူ့ကိုသိမ့်မုံနေ။ဒီလိုမုံနေရကြတဲ့ကကိုကိုမောင်ဆွန့်ပြစ်ပြီးဘာကြောင့်သူနဲ့လူကလေးတယောက်ရလာတဲ့အထိဖြစ်ပြက်လာတာကိုမကြင်မနဲ့ရှိတိုင်း ကိုကိုကိုကောက်ရဖက်ရထိုးရရိုက်ရတာအမြဲတမ်းဒဏ်ရာရနေရော်ရယ်ကိုလေသူကတော့နှစ်နှစ်ချက်ချက်ကြီးအိပ်ပျော်နေရဲ့ဟောင်များပြင်ဟောင်နေလိုက်သေးရဲ့ဒီမှာတော့သူ့เจ้าနဲ့ပတ်သက်ပြီးတခါကရုံးလွတ်ချိန်မှာမိန်းကလေးတွေဝိုင်းမှာစကားဖြစ်လာရတယ်မိန်းကလေးတွေအကုန်လုံးကသူ့ကိုမုန်းကြတယ်သူ့เจ้าပဲပြောနေကြတာဒီလူကြီးကလူချမ်းလူရန် လူရိုင်းဆိုင်ကြီးတဲ့တခါကတယုံလုံးရဲ့အချစ်တော်ဖြစ်တဲ့ ိုစီတန်ထေကအလုပ်ကိစ္စတစ်ခုနဲ့သူ့စီကိုသွားရတယ်။စည်ရင်အင်းတွေကိုသူ့ကိုပြရမှာသူကနောက်ကိုဆုပ်ဆုပ်သွားတယ်။နောက်ဆုံးမှသူကပြောလိုက်သေးရဲ့။ခမရအလုပ်ကိစ္စရှင်ခက်ဝေကပြောပါ။ထုံနောက်တိတ်မကက်ပါနဲ့။ခမရကပေါန်တာစော်ရီနန်လုံးတို့ကျောက်တောင်းမှန်ပြရစီရဲ့။ဒုတိယမေဘမာဖြစ်တဲ့ရိုစီတန်ထေကဂုတိသူ့ဘော်ကိုမကြည့်။ဒီလိုမကြည့်တာကိုပဲသူများဆွေးရင်နေရပြန်နေ။အိုးဘာလို့ဆွေးရင်ရမှာလဲ။တင်းရုံမုန်းပါလေတို့။ ဒီလိုတွေးပြင်မယ်နောက်ဆုံးတော့ငိုချင်နာတာနဲ့ပဲအဆုံးသက်ရပြန်တယ်သူများလည်းအစားဒီလိုပဲသူ့ဘောမကြည်မချမ်းဖြည့်ခဲ့ရပါတယ်ကြည်လေသူကကိုကိုမအောင်ပြောနေရခမရဒီမင်းကလေးကိုယူရင် ခမရတို့မြန်ကွဲမှာပဲတဲ့ပြီးတော့ခက်လန်းလန်းမှရှိရဲ့သူများတကူလုံးကိုကြော်ရိုတွေကစိတ်နာအောင်ခြေစုံကောင်းစုံကြည်နေပြန်တယ်ဒီလိုကြည်နေပြန်တော့လေရှင်နေရဖို့နေရတယ်သူများတကူလုံးတုံ့နှုတ်လာရတယ်ဟန်လို့ပြီး လက်နေစိတ်ရိုက်နေရပါမယ်။ဆက်လုံးတွေကမှားကုန်ရတယ်။ပြီးတော့သူ့မျက်နှာကိုကြည့်ရင်မျက်လုံးကလွဲပင်များအောင် ဖြစ်နေရပြန်တယ်။လူကြီးကအတော်မုန်းစရာကောင်းလာတယ်။ဘလို့လူကြီးလည်းမသိဘူး။ပြီးတော့သူ့စကားကိုနားဆွေးမိပြန်တယ်။ဒီမင်းကလေးကကျမ်းမာတန်ဆန်းလုံးအားကြည့်ရဲ့ဗျ။ခမ ्या ကယောဂတဲ့ချစ်ချစ်နေနေနဲ့ခမ ्या နဲ့ရလို့မှသူလင်းငယ်မနေဘူးဆိုရင်တထောင်မှာတယောက်မရှိရင်မိမမျိုးဖြစ်မှာပဲ။ကြည်ပါအောင်ကြည်ပါအောင် အဲ့ဒါသူပြောလိုက်တဲ့စကားပေါ့သူများမှာမျက်နာတစ်ခုလုံးထူပူပြီးရှေ့ရလက်နှိပ်ဆက်ကြီးမြောက်သွားရလို့ထင်လိုက်ရတယ်။ဒါကြောင့်သူ့စကားနဲ့ညီအောင်ကုချက်ချင်းလင်ငယ်နေပြစ်လိုက်ခြင်းနဲ့စိတ်တွေပေါ်လာတယ်။ကုကုမောင်ကြီးလာပါတော့။ဒါမှကုကုမောင်ကလည်းမလား။သူများရှေ့မှာညအမောင်နဲ့ညီနေတဲ့ကလက်ထိုင်တွေစပွဲတွေတာရှိနေကြတယ်။မမ်ဘရင်းရဲ့အပြင်မှာတော့အယောင်လေးမိမ့်မင်းနဲ့ကျဲပြောင်လေးတွေရှိနေကြတယ်။ဒီကျဲပြောင်လေးတွေစီသွားပြီး ကိုကိုမောင်နဲ့အတူတူပုံတန်းကစားပြစ်လိုက်ခြင်းနဲ့ကျဲပြောင်လေးရဲ့ကြောင်တကြောင်မှတိတ်တိတ်လေးပုံနေရောကိုကိုမောင်ဟာပြုံးကနေဖက်လိုက်တာကြောင့်လန့်ပြီးအတန်ဆူဆူနဲ့တအားကုန်းအောင်ပြစ်လိုက်ခြင်းနဲ့ဒီလိုအောင်ရင်ကိုကိုမောင်ကိုပြန်ဖယ်ထားလိုက်မိရမှ မော့ကြည့်လိုက်တော့သူ့မျက်နှာကြီးဖြစ်နေပြန်တယ်။အိုးဘာလို့သူ့မျက်နှာကြီးကပေါ်ပေါ်လာပြန်တာလဲဒီမုံးစရာကြီးကိုမုံးစရာမှာတကယ်ကိုမုံးစရာကောင်းတဲ့လူကြီးအေးဟိုတော့ကသူကကိုကိုမောင်ကိုပြောတယ် တငယ်ချင်းပြပြပြမြောင်ပြောရရင်တော့ဒီမိန်းကလေးကခမ ्या ကိုသူ့အထက်ကယာတူးကြီးသူတယောက်အနေနဲ့ရယ်ပြီးတော့ခမ ्या အမောင်းနဲ့အမြဲတမ်းပေါင်တာဖို့ထားတဲ့မျက်နှာရယ်ပြီးတော့ခမ ्या ရဲ့ပြောင်လဲတဲ့အဝတ်စားတွေရယ်ဒါကိုကြိုက်နေရဒါပေမဲ့ခမ ्या တို့ရပြီးကြရင်ဒါတွေရိုးသွားတော့ခမ ्या ကိုကျင်းတဲ့မှာမဟုတ်ဘူးသူကမလိုချင်ဘူးပဲထားအောင်သူ့တွေ့တာတကယ်လိုချင်တာကျုပ်တို့လိုဒူပေတာပေခံတဲ့ယောက်ျားချင်းကြီးမျိုးပြားတဲ့ချီဆန်းချီဆန်းဒါလူပွားပါတာ တက်တက်မဲ့သူများကိုစော့ကားတာ။ဆောင်းကနေမျက်စောင်းထိုးကြည့်လိုက်မိရာကမျက်နှာတစ်ခုလုံးထူပူလာရပြန်နေ။ဖြူဖြူဖြစ်ဖြစ်နဲ့နှရွက်တွေထူလျက်မျက်လုံးတွေပြလာရပြန်နေ။ရင်ထဲမှာလည်းကရုံကရင်ကြီးဖြစ်လာရပြန်နေ။ကလတ်ထိုင်းကြီးရောစပွဲပါ အပေါ်ကိုမြောက်တဲသွားလျက်အထက်ကိုလည်းမထိအောက်ကိုလည်းမကြပဲရှိနေတယ်လို့ထင်နေရပြန်နေ။ဒါပေမဲ့နားကတော့စပီးကြားနေရပြန်နေ။ဒါပေမဲ့ကျုပ်ကတော့ခမရမျိုးသမီးကိုကူထီတော့ ိန်ကလက်လေးနဲ့တင်ပြီးတော့မလို့ခြင်းသိဘူးတဲ့ဆော့ကားတာဆော့ကားတာထတတက်ကိုဆော့ကားတာဒီလိုဆော့ကားတာနဲ့တပြိုင်နဲ့ဘလို့ကဘလို့မှန်းမသိပဲပြန်ဖြန်းတဲ့နေအောင် သုံးချက်တတီသူ့ပါးကိုတအားကြီးစက်တိုက်ချပြလိုက်မိရဲ့နတ်ဘူးရာတို့အာလာဝကဝင်တာတို့ဆိုတာဒီလိုအဖြစ်မျိုးနဲ့တူရင်ဘလို့ကဘလို့သူ့နားကိုရောက်သွားတယ်လို့မသိရဘလို့ကဘလို့သူ့ပါးကိုရိုက်တယ်လို့လည်းမသိရလက်လေးဝင်နာလာမှသာ သူ့ဘောက်ရိုက်ပြက်လိုက်ပြီးဖြစ်ကြောင်းသိလာရတယ်။ဒီလိုသိလာတဲ့အမြမျက်ရည်ဖြန်ဖြန်ကြကမျက်နာကိုလက်ဝါးနဲ့အုပ်ပြီးကျူးကျူးပအောင်ငိုလိုက်ရတယ်။တယုံလုံးလည်းအံ့အားတင်သွားကြတယ်။အဲဒီတော့ကကိုကိုမအဖြစ်ဟာမကြည်ချမ်းစရာအကောင်ဆုံးဖြစ်တယ်။ဖြစ်မှဖြစ်ရလေကိုကိုမောင်ရဲ့ဟိုလူကြီးစိတ်နဲ့ကိုကိုမကိုနေပဲဖြစ်လိုက်ပါတော့အဲလိုဝမ်းထဲကကြိတ်ပြီးဆွတောင်းလိုက်မိရဲ့။တက်ပြောင်းကိုခွာအတက်တွေတက်မယ်ဆိုရင် နေရာမှာပင်ချက်ချင်းပြောင်းပေးလိုက်စမ်းချက်နဲ့တယုံလုံးစုရဲ့အနာကို လူကြီးပြီရောအဖော်ရီပါဝိုင်းလာကုန်ကြတယ်။မေးကြမြန်းကြတယ်။ကိုကိုမောင်က ပြိုင်းအိုကြီးအစာနေတယ်လို့လေပင်ကြီးဆက်ငင်ဆက်ငင်နဲ့လှုပ်နေတယ်။သူ့ကိုကြည့်ပြီးအမလို့အမများဖြစ်ရပြန်နေ။စိတ်ရှိလက်ရှိကြည့်တာပြေးပြေးထုတ်လိုက်ခြင်းနဲ့ဒီလိုရှိစရာအို့တို့အတာကြီးမျိုးတော့ဟိုလူကြီးကဘာလို့မဖြစ်ရလဲလို့တွေးရပြန်နေ။ဒီချိန်မှာအဲ့ဒီလူကြီးက ဘာမှမဖြစ်တယ်လို့အေးအေးဆေးဆေးပဲပြောပြလိုက်တယ်။အလောလောတာညံ့တယ်လို့ကျွန်တော်ပပတ်ဆဲဆဲပြောလိုက်မိရနဲ့မိန်းကလေးရရှက်ပြီးရလိုက်တာပါ။ကိစ္စမရှိပါဘူး။ကျွန်တော်ပြောတာကလည်းနည်းနည်းလွန်သွားပါတယ်တဲ့။တတော်တတ်နိုင်တဲ့လူကြီး။ဒါပေမဲ့အမှန်တိုင်းဆိုရင်ဒီရအတွက်ရှက်စရာကြီးဖြစ်နေမှာမို့သူ့ကိုပဲကျေးဇူးတင်ရမလို့လို့ဖြစ်နေရဲ့။သူများတော့ဒါပဲစိတ်ထဲမှာခံပြင်းနေရတယ်။ပြီးတော့ဒီလူကြီးကသူ့အတွက်ဘယ်တော့မှခယူးစိတ်တတ်တဲ့လူမဟုတ်ကြောင်းလူတိုင်းသိကြတယ်။ ကိုလိုပြောလိုက်ခြင်းဟာသူ့အတွက်ထိခိုက်မှာစိုးရကြောင်းမဟုတ်ဖေသူများအရှက်ရမှာစိုးရကြောင်းတမင်ကာကွယ်လိုက်ခြင်းဖြစ်တယ်လို့သိတတ်ရတယ်။ကဲလီကဲလီဘလောက်များဘလောက်များအိုးတို့တော့ဘရောမဂျေဆုမတင်နိုင်ပါ။သူကလေသူများဂျေဆုတင်တင်မတင်တင်ဘရောမဂယူးဆိုင်နေတဲ့လူစားမျိုးမဟုတ်ပါဘူး။တိတ်တိတ်ပြီးတော့မုန်းဆရကောင်းတဲ့လူကြီးမျိုးဖြစ်တယ်။ကြည်လေအခုသူများကတော့သူ့ကြောင့်ပဲစဉ်းစားနေရတယ်။သူကတော့မမော်နဲ့ နှစ်နှစ်ချက်ချက်ကြီးသာအိပ်ပျော်နေရဲ့။ဟောင်များပင်ဟောင်နေလိုက်သေးရဲ့။ဒီလူကြီးအကြောင်းကိုတွေးမိရင်ငိုချင်ငိုချင်လာတယ်။ဘရောမစိုးအလွန်မထီတရီနိုင်တဲ့လူကြီးမျိုးဖြစ်တယ်။မျက်စီထဲမှာမြင်အောင်လာသေးရဲ့။လူရှင်းသွားတဲ့အချိန်ကုကုမောင်ကသူ့ကိုအတောင်အာနာနဲ့ဝမ်းနည်းစကားပြောမယ်ပြုတ်နေရဲ့။သူကအဲ့လူကြီးကပြောလိုက်ပြန်တယ်။ခလေးပြီခွေးလေးပြီလို့ပေါ့ဗျာ။သွားစားမိရောလဲဟက်လိုက်မိရပေါ့။ဒါတွေကိုဘွေယူနေလို့ပဲဖြစ်မလဲ။ အလွန်ဆုံးပောက်သွားရဲ့လက်ကိုခါပြီးဟာတီကောင်ကြိုက်တက်သားပဲလို့အဲ့လိုပြောပြီးရင်းနှီးရုံရှိရပေါ့ကြည်စမ်းကြည်စမ်းသူများကိုသူတို့ကရီးစရာသူတို့စစရာခွေးမလေးတကောင်တော့သဘောထားပြီးပြောနေကြတာဒါပေမဲ့ဒီကတော့ဘာမှမတက်နိုင်ပါလက်ခံကိုချုံနေအောင်ဆိုရင်ရဲ့ရဲတွေဖုံးနေရဲ့မျက်လုံးကြီးနဲ့သာမျက်ဆောင်ပစ်ထိုးယုံများရှိရတယ်သူ့အောင်မျက်ဆောင်ထိုးယုံများတော့မျက်စိကြီးကျွတ်မှန်အောင်ထိုးလိုက်ဆန်းချင်တယ်ဘရောမှဖြုံမဲ့လူကြီးမျိုးမဟုတ် ငါ့ကိုမျက်စောင်းထုံးနေပါပကောလို့အတိမဲ့ပြုတ်သူလည်းမဟုတ်။သူများကတော့ဒီလိုအတိမဲ့မပြုတ်တာကိုပင်စိတ်ထရခံပြင်းနေရတယ်။ဝမ်းထဲကကလိကလိနဲ့ဖြစ်နေရတယ်။သူများမှမဟုတ်သေးပါ။တယုံလုံးရှိမိမတတိုက်ကသူ့ကိုဒီလိုပဲခံပြင်းနေကြရတယ်။မိမအုပ်စုကစုံမိကြတိုင်းသူ့အကြောင်းကိုပဲပြောနေကြရတယ်။စုံမိကြမှသာပြောကြရတာမဟုတ်။ရောင်စင်းတို့ဘတ်ကားပေါ်မှာညှိပြီးပါသွားကြတဲ့အခါဖြစ်စေအိမ်မှာအားအားရှိနေတဲ့အချိန်မျိုးမှာဖြစ်စေ ူအကြောင်းကိုပဲစဉ်းစားကြရတယ်။သူအကြောင်းသာပဲပေါ်ပေါ်လာကြရတယ်။စဉ်းစားပြီးအားရတဲ့အခါမှာ"အိုးဘာလို့ဒီလူကြီးကိုပဲတွေးတွေးနေမိပါလဲ။ကိုကုတ်ကိုဒေါသဖြစ်ကြရပြန်နေ။ပြီးတော့မှကိုကုတ်မအောင်တတိရတယ်။တတိရပြန်တော့လေကိုကုတ်မအောင်တယောက်တည်းမဟုတ်။ဒီလူကြီးပါပါလာရသေးတယ်။ကိုကုတ်မအောင်နေတော့ဘာလို့များဒီလူကြီးလိုမဖြစ်ရပါလဲ။ဒီလူကြီးတော့ဖြစ်ရင်လေမုန်းကြကြီးနေမှာပေါ့။အဲ့လိုတွေးမိပြန်နေ။ ကကိုမောင်သာအဲ့လိုမုန်းဆရာကြီးဖြစ်နေရင်တွားမခေါုံတော်တော်မုန်းဆရာကောင်းနေမုန်းပြက်လိုက်မှတိလားကကိုမောင်နှစ်ဖူလက်ညိုလေးနဲ့နောက်ကိုရှိုင်းသွားအောင် ထိုးပြီးပြော့ပြက်လိုက်ချင်နေဒါလို့ဆိုရင်ကကိုမောင်ကတော့ညနာလေးငငယ်နဲ့ပြော့လိုက်မှာမုန်းတော့မမုန်းလိုက်ပါနဲ့ကွယ်ကို့အချစ်လေးကမကြိုက်ရင်နောက်မလောက်ပါဘူးလို့ဒီလိုများပြောလိုက်ရင်တော့ဒီကိစ္စတူတူနဲ့အေးချမ်းသွားကြမှာနောက်ထပ်ဘလို့မှထုံးမလာတော့ပဲ ငိမ့်စိန်တိတ်ဆိတ်ပြီးခြောက်ကက်ကက်ကြီးဖြစ်ရပြီးတော့မယ်။ဖြစ်ခါမှဖြစ်လေ။ကိုကိုမောင်ကတော့ဒီလိုပဲပြောလိုက်မယ်။ဒီနေရာမှာဟော်ရီမုန်းစရာလူကြီးကတော့ဒီလိုလှုပ်လိုက်မှာမဟုတ်။မျက်မှောင်ကြီးကုတ်ပြီးသူ့လှုပ်လိုက်မဲ့ပုံကိုမြင်ရောင်လာရတယ်။ဘာ?မုန်းမေ?မုန်းနိုင်တာပဲ။ဒါကမင်းအလုပ်။ငါအလုပ်ကတော့မင်းမုန်းနေလေ။ဟော်ရီလိုချစ်လား။အဲ့လိုပြောပြောဆွဆွနဲ့သူ့ရင်ခွင်ကျဲကျဲရဲများဆွဆွေတွင်လိုက်မှဖြစ်အမလေး တွေးကြည့်ရဖို့ပဲရှင်းနေဖို့လာရတယ်။အလိုလိုစိုးရင်စိနေကိုလေးဝီကိုကြုံလိုက်မိရဲ့။သူ့ရင်ဘက်ကြီးကိုထိုးလိုက်ဖို့လက်သေးဆုပ်လေးဝီပင်ပြင်လိုက်မိရဲ့။ပြီးတော့မှအတွေးပါလာရဲ့လို့ရှက်ပြုံးလေးပြန်ပြုံးလိုက်ရပြန်တယ်။ကုကုမောင်ရဲ့ဒီလိုများပြုတ်တက်လိုက်စမ်းမှာတော့ရှင်ကြီးရဲ့ဒီလူကြီးကတော့သူများဒီလိုနဲ့ပဲအနာယုံနေရဲ့။ခုလေသူများတော့သူ့ကြောင့်ကိုပဲစဉ်းစားနေရတယ်။သူကတော့တိုးနေအောင်အိတ်တော်မူနေရဲ့။ဟောင်များပင်ဟောင်းနေလိုက်ပါသေးရဲ့။ တယောက်တန်စီကိုကြားကြားနေရတိုင်းဒေါ်တာဖြစ်လွန်လာကြောင့်မောနေရဲ့ငါဘာလို့သူ့ကိုယူမိပါလဲတော့ကိုကကိုတွေးပြီးစိတ်နာရတယ်တကယ်ချူရတက်သူကိုကူမောင်ကတော့အတင်းပြစ်ခွာပြီးထွက်ပြေးသွားလိမ့်ပြီအဲ့တုန်းကကိုကူမောင်ကြီးခေါ်ပါလို့တကယ်လန့်အော်လိုက်မိသေးရဲ့ကိုကူမောင်ကလှဲ့မကြည့်ပဲတိန်လိုက်တိန်လေကြီးပြီးတဲဝင်ပြေးသွားတယ်လို့ပြောက်ခွေသွားခဲ့တယ်ကိုကူမောင်နဲ့စားတွေ့ရဲကဒီတစ်ချိန်ပဲသူများပြောတာကိုစန့်ကျင်ပြီးထွက်ပြေးပြောက်ခွေသွားဖို့ရဲ့ ဒီတော့ကအပြင်မှာမိုးတွေလေတွေထန်ပြီးလျှက်စည်းတွေလက်လွန်းနေဒီလိုလျှက်စည်းတွေလက်တဲကကုကုမောင်ရှင်ခွင်ထဲမှာဝင်ပြီးမျက်နှာလေးဝှက်နေခြင်းနဲ့စိတ်တွေပေါ်နေရတယ်။ဒါပေမဲ့ကုကုမောင်ကိုယ်တိုင်တခြားယုံသားတွေနဲ့အတူအထက်မျက်နှာချက်ကိုမော့ကြည့်ပြီးမျက်လုံးဝိုင်းညာကိုတွေ့ရတယ်။ဒီချိန်မှာသူကတော့သူ့လောက်ခွင်ဟာစာရွက်စာတမ်းတွေကိုတင်ပြီးအေးအေးလူလူစီကရက်တောင်းနေဝင်နေပြီးတော့ပြောလိုက်သေးရဲ့ကို့လူတို့စိတ်သာချ ဘာမှမပုံနဲ့ဒီအဆောင်ကြီးကတော့ဒီတချီပြို့ဖို့စိတ်ချရတယ်အဲ့တော့မှကျုပ်တို့ရှုံးသားတွေစုပြီးဆိုင်ရာဌာနကိုတရားစွဲကြရမယ်ကြောက်တဲ့လူတွေလည်းအပြင်သာထွက်နေကြတော့တဲ့ဒါတက်တဲ့သူများတွေကိုစောင်းပြောတာဖြစ်တယ်ဒါကြောင့်ဆော်ဆော်ရဲကကိုကိုမောင်ကိုအပြင်လိုက်ဖို့ခိုင်းဖို့ဥစ္စာသူမုန်းတာနဲ့အောင့်ပြီးနှိပြက်လိုက်မိရဲ့ပြီးတော့သူ့ကိုမမုန်းနဲ့မျက်စောင်းပစ်ထိုးလိုက်မိရဲ့ဒီလိုမျက်စောင်းပစ်ထိုးလိုက်ရင် ငါနှကားမလေးပဲဖြစ်ပါတော့လို့တွေးလိုက်မိသေးရဲ့ဒီလိုမှသာသူ့ကိုဖွဲပြနိနိုလေးဖြစ်သွားတဲ့အထိမျက်စောင်းအရှိကြီးထိုးနိုင်မမဟုတ်ပါလားအပြစ်မှတဖြည်းဖြည်းမိုးရေလေးတွေကညှိသွားတယ်ရုံသူရှုံသားတွေတဲ့စိတ်တည်ငြိမ်မှုရှားလာကြလျက်အလုံးလုံးဖို့အာယုံပြုတ်လိုက်ကြတယ်ဒီအချိန်မှာမှပြင်းထန်တဲ့အတန်ကြီးတစ်ခုနဲ့တူပြည့်စည်မီတွေညှိသွားပြီးလူတွေစုပြုံပြီးအထက်အဝင်ဝတကားပေါက်ကြီးရှိရာကိုပြေးကုန်ကြတယ် အထွဲ့ဝင်တကားဝါမှာအခန်းတွေပိတ်ပြီးကထားတာကြောင့်ရုတ်တရက်ထွက်လို့မလွယ်ပဲလူတွေကြက်ခါပိတ်ဆို့နေကြတယ်။ကိုကိုမဟာလူတွေနောက်ကိုအတင်းပြေးပြီးလိုက်သွားတယ်။ကိုကိုမောင်ဒီလိုလဲခေါ်ပါအောင်လို့အတန်ကုန်လှမ်းပြီး online မြည်ရဲ့ကိုကိုမောင်ကလှမ်းမကြည့်ပေမဲ့အတင်းပြေးပြီးလိုက်မယ်ဆက်ဆက်လက်ကြံစီတစ်ခုကပိုင်ဆိုးပိုင်နေဆွဲယူသွားကတိုင်ကြီးတတိုင်ရဲ့အချင်းကိုစောင့်တုံးပြီးပို့လိုက်တယ်။ဒါတော့ထိမ့်နဲ့ကြောက်ရွံ့နေရတဲ့ ဒီလက်ချင်းနဲ့အတွန်းခံလိုက်ရတဲ့နေရာမှာအီအနေဖြစ်သွားတာကြောင့်ဒီလက်ရှင်ကိုမျိုးလုံးလှန့်ချင်းမိရသေးတယ်။သူမှန်းသိရတဲ့တပြိုင်နက်ကကူမောင်ရှိရာကိုပြေးဖို့တိုင်နဲ့ကြောင်နဲ့ခွာလိုက်ရတခြားလူတွေကိုတိုင်ထရင်တွန်တွန်ပို့နေရမှာသူများရဲ့ရှင်ဘက်ကိုလက်ဝါးကားကားကြီးနဲ့အတင်းတွန်ပြီးတိုင်နဲ့ကြောင်နဲ့ကန့်နေရအတင်းဖိထားတယ်။ဒီချိန်မှာသူကဘမဖြစ်ပေမဲ့သူများတကမှာတော့တကူလုံးဖြိုးဖြိုးဖြင်းဖြင်းဖြစ်နေရတယ်။ရုံလို့လည်းမရလုံးမလည်းမလုံးနိုင်တာကြောင့် မျက်နှာတွေထုပ်ပိုးလာတော့သူ့ကိုမကြည့်ဝုံပဲရှေ့ကိုလှမ်းကြည့်မိပြန်ရကကူမောင်တို့အပေါ်ကိုအဆောင်ကြီးပြိုချလာခဲ့တယ်။မိုးတိမ်တွေလိုအလေးလေးထလာတဲ့အင်္ဂလီမှုန့်တွေတဲမှာကကူမောင်တယောက်ပျောက်ကွယ်သွားပါလိမ့်ပြီ။အထိတ်တလန်နဲ့စူစူဝါဝါတန်ကုန်အွန်လိုင်းမိစဉ်သူကအတင်းပွေလဲလိုက်တယ်။ရုတ်တရက်မှုခြေကာယလက်ကာယနဲ့ပက်လက်လေးလဲကျသွားရတဲ့အပေါ်မှာသူ့ကိုယ်ကြီးကဖိလျက်သာပါလာတယ်။နောက်ထပ်အုံးဆိုတဲ့အတန်ကြီးနဲ့အတူ ဖုံဖုံထိုင်ထိုင်အတန်တွေကိုကြားနေရစဉ်သူ့ကိုကြည့်ရတော့သူများတကူလုံးအပေါ်မှာဖိလိုက်ကြွားလိုက်နဲ့ဖြစ်နေရဲ့တကူလုံးထူထူပူပူနဲ့ကြောက်လေကြောက်စိတ်တဲကလည်းကျဉ်ကျက်နေရတဲ့အထက်မိကိုလုံးကြီးဝီထလာသလိုအင်္ဂဒီမုံနေထလာတာကြောင့်အသက်ရှူရချောင်းဆိုးရတယ်ဒီချိန်မှာအပေါ်ကခက်ကြွကြွားလူချင်းခွာနေရဲ့သူ့ကိုကြည့်ရတဖြည်းဖြည်းပြိလာပြန်နေရင်ချင်းအမိကြတယ်ပေါင်ချင်းထက်မိကြတယ် သူမျက်နှာကြီးကသူများမျက်နှာပေါ်မှာမခွာတော့ပဲဖိထားပြန်တယ်။အမလေးအသက်ရှူကြလိုက်တာဟာဖဲ့ပါ။ချောင်းဆိုရင်က အော်လိုက်ပေမဲ့အဘွားဟာကြီးကတတုံများမလို့ဘယ်နဲ့လုံနေရတော့ဖဲ့ပါဆိုမှ မုန်းလို့တရားကြီးရဲ့ပြောပြောဆိုဆိုနဲ့အတင်းရုံးခံထားလိုက်ရတယ်။အဘော်ကဟာကြီးကြောင့်တတော်နဲ့ထားလို့မရစိတ်ပေါက်ပေါက်နဲ့အတင်းထိုးပြီးကုန်းထလိုက်တဲ့အချိန်မှာအဘွားကပိတ်ကထားတယ်လို့ဖြစ်နေရဲ့အင်္ဂရေပြားကြီးနဲ့တိုက်မိပြီး ဖင်ထိုင်ရဲ့လဲကျသွားရတယ်။ထားလို့မရမှန်းသိမှာအီထဲကလက်ကင်ဘွားကိုထုတ်ပြီးမိခိုးလိုမှောင်နေတဲ့အင်္ဂရီမှုန်ဒီကိုခါရန်ရဲ့ကောင်းဘွားကိုရောက်လာတဲ့ငါးရီလိုအတန်းရှူခြင်းကိုပင်ဂယူးဆိုင်နေရတယ်။အတန်လေးကြာမှဒီရရောက်နေတဲ့တိုင်ကြီးပပတ်လဲမှာအပေါ်တန်းမှအခင်ဖြစ်တဲ့တမန်တလင်းပြားကြီးဝီဝိုင်းကပြီးထောင်နေရကိုသိရတယ်။တန်ရဲမကြီးတို့ကလည်းတိုင်ကြီးဘွားကိုမေးတင်နေရဲ့တက်တက်လေးထောင်နေရကိုတွေ့ရပြန်တယ်။ ြုံများကြလိမ့်မလားလို့တွေးရင်အာကိုရာကိုရှာလိုက်မိရဲ့တာချီရင်မာကလည်းအထိတ်တလန့်ဖြစ်နေကြသူအလုံးတို့လည်းသူများတွေလိုပင်အသက်ရှူခြင်းကိုကယူဆိုင်နေရသူတွေဖြစ်ကြောင်းတွေ့ရပြန်နေဒီတော့မှသူ့ကိုလှမ်းကြည့်မိရဲ့သူ့ရဲ့ခါပေါ်မှာ အတော်ကြီးရဲ့အင်္ဂရီတုံးစီတတုံပြနေရှာတယ်သူဂျိုဆောင်ကသွေးတွေရရဲကြနေရဲ့ဒီတန်ရာတွေဟာသူများကိုထိမဲ့တန်ရာတွေဖြစ်တယ်အခုသူကဒီတန်ရာတွေကိုကိုစားခံသွားတယ် အဲဒီတော့ကပဲသူ့တနာလိုက်ဖို့ရယ်ကြည်ရင်ကြည်ရင်မျက်ရည်ဝိုင်းခဲ့ရတယ်ဒိန်းနောက်စေးုံကိုသွားပြီးခြေစုတင်စကားပြောမိရော तू ကပောက်ပြောပြောတယ်ဒါမင်းခြေစုတင်မလို့တော့မဟုတ်ပါဘူးငါဟာငါယောက်ျားတယောက်နေနဲ့ကို့တောင်ကိုထမ်းဆောင်တာပဲမင်းနေရာမှာတခြားမင်းကလေးတယောက်ရှိနေရင်လေငါဒီလိုပဲလုပ်ရမှာပဲအေးတခုတော့ရှိရယ်ငါမျိုးစကားတခုပြောစရာရှိနေရယ်တကယ်လို့မင်းနေရာမှာတခြားမင်းကလေးတယောက်သားဆိုရင်ဒီစကားကိုပြောဖို့လူချင်းမလုံမဲ့ အခုမင်းကိုပြောဖို့လို့နေရဲ့အဲ့တခြားမဟုတ်ဘူးငါစေးုံရောက်လာပြီးနောက်တနေ့မှတတိယလာတော့ငါဘာလို့စေးုံရောက်နေရပါလဲဆိုတဲ့အကြောင်းမနေ့ပြန်တွေးရှုရတယ်ဒီလိုတွေဘာကြောင့်စေးုံရောက်လာရတယ်ဆိုတဲ့အကြောင်းဒီလိုတွေးယူလို့ဘာကြောင့်စေးုံရောက်လာရတယ်ဆိုတဲ့အကြောင်းဖြည်းဖြည်းစိတ်ထဲမှာပေါ်လာတော့ပထမငါ့ရင်ထဲမှာတွေးလာရတယ်ဒုတိယငါမင်းကိုကြိုက်လာရတယ်အဲ့ဒါကြောင့်ငါစေးုံကစိတ်ရင်တော့မင်းကိုချစ်စေးဆိုအားမှာပဲတဲ့ကြည်စမ်းကြည်စမ်း ဘလောက်ရိုင်းဆိုင်နေလူကြီးလဲလို့လူမမာတဲ့တော့သူ့ဒီစကလုံးအရှိကြီးကိုအတန်ရဲ့ပြီးတော့ခက်ပြပြဆုံးအောင်ပြောတယ်။သူများတော့ဘာများပြောမလဲလို့နားတက်ဆွင့်ဆွင့်နဲ့ဂယုဆိုင်ပြီးဆုံးအောင်နားထောင်ခဲ့တယ်။ပြီးမှဘာလို့များအစအဆုံးဂယုတဆိုင်နားထောင်နေမိပါလေလို့ကိုကုတ်ကိုမကြည်မချင်ဖြစ်ရပြန်လေ။သူကတော့သူပြောချင်တာတွေပြောပြီးရင်အေးစင်းနေတတ်တာကလူရမှာသူတယောက်ပဲရှိရလို့ထင်ရတယ်။သူများပူတက်တွေးတက်သူမို့ဘာပဲဖြစ်ဖြစ် မုံမဆုံးမီမဆုံးပူရပြန်နေကို့လေကြည့်တယ်သူ့မှာတော့သူ့နေရနည်းနည်းချာချာကြီးအိတ်နေနိုင်တယ်ဟောင်များဟောင်းနေသေးရဲ့အဲ့ဒါမျိုးကြောင့်သူ့ကိုစိတ်ဆိုးနေရတယ်အဲ့ဒီတော့ကလည်းသူ့တော်တော်ပဲစိတ်ဆိုးခဲ့မိရဲ့တကောလုံးထွတ်ထွတ်ပူပူကြီးနဲ့ချွတ်ချွတ်ရှန်တန်ရှိခဲ့ရအောင်မလို့သူ့ကိုနှုတ်မဆက်ပဲခြာကနေလှည့်ပြန်ခဲ့အောင်တကားအထက်ဝရောက်မှဘာလို့မှမသိသူ့ကိုပြန်ကြည့်မိရသေးတယ်သူကတော့ဘာမှပြောလိုက်တယ်လို့အေးအေးဆေးဆေးပဲရှင်းနေပြန်တယ်ဒါကိုတွေ့ရတော့ ဒီလိုလှည့်ကြည့်မိရပါမို့လားလို့ကိုကုတ်ကိုတော့စိတ်ဆိုးရသေးရဲ့သူစင်းုံကဆင်းပြီးရနောက်ဘရော့များလာပြီးချီရေးဆိုပါမလဲလို့တထိတ်ထိတ်နဲ့စောင့်မျှော်ရှာပြန်နေဒီလိုများချီရေးဆိုလာရင်ရှင့်ုံမုံနေတိတ်မုံနေမချစ်ဘူးအဲ့လိုပြောလိုက်ဖို့အမြင်အားတင်းနေရအေး तू ကဘာမှပြန်ပြောတော့လဲမေးနေပြီလားလို့သူ့ရှေ့မှာဟန်လုပ်ပြရတာက အမောကြီးကြကောင်းလာသေးရဲ့နောက်ဆုံးသူချီရေးဆိုပြန်တော့လေချစ်ချင်ပါဘူးလို့ပြောပြီးမေး သူ့နာကမခွာနိုင်ခဲ့သူ့ရဲ့ရှာရှာပါပါတွွန့်တွွတ်တူယူရမှုကိုသာအာသာတငငငယ်ဖြစ်ခဲ့ရပြန်လေအခုသူနဲ့အချင်းလေးများဖြစ်ပြန်တော့လေလူလေးတယောက်ရှာလာတဲ့သူ့ရဲ့ရှူရမှုကိုမခံခဲ့ရလူကောင်းကြီးတယောက်လုံးကိုသူ့စာအုပ်တွေလောက်မှအယောဝင်ပေါ်မရလေဒါကြောင့်လူလေးကိုချစ်ပေမဲ့သူ့တော့မုန်းလာတယ်သူနဲ့ဝေးရကိုသာပြေးလိုက်ခြင်းနဲ့တွေ့ရင်တွေ့ရင်မှန်ပရင်းကိုဖွင့်ကကောင်းခင်ဝါကိုမျှော်ကြည့်မိရဲ့ခုနေကကူမောင်တယောက်တော့ ိုခက်ဝဝေးမြင်နေရတဲ့ငကားငွေတန်းစီမှာတယောက်တည်းခရီးသွားနေမလားကိုကိုမောင်ကရိုရတတ်တယ်။နားဝမှာအာငွေနွနွေလေးနဲ့ထိလာအောင်တွတီးတွတာနဲ့စကားပြောတတ်တယ်။သူကတော့တကားမှဒီလိုမပြောခဲ့။ဒါကြောင့်မုံရီဝင်နေတဲ့ငကားငွေတန်းစီကိုကြည့်ကကိုကိုမောင်ကိုတန်းတားရတယ်။မျက်ရည်တွေဖုံးလာတာကြောင့်ငကားငွေတန်းစီကိုကြည့်လို့မမြင်တဲ့အခါတကားပေါင်ကိုမိပြီးဝမ်းထဲကအဆွေးတွေကုန်အောင်ရှိုက်ရှိုက်ထုတ်ပြနေရတယ်။ ဒီချိန်မှာ၆ခန်းမိပြီးမိပွင့်လာတယ်။အရှင်တက်လို့မိရတိုင်းရှိုက်ရှိုက်နေမိရဲ့သူများကိုအတော်ကြအောင်မျက်မှောင်ကုတ်ကြည့်နေပြန်တယ်။အဲဒီနောက်သူ့မျက်နှာမှာပြုံးရောင်တန်းကအနားကိုရောက်လာတယ်။ဟဲ့အယူမအလကားတိတ်နင်ဘာဖြစ်နေလဲဆိုငါသိပါတယ်။ဒါနဲ့အလကားအေးမိပြီးနင်မကောင်းထိုင်မသာဖြစ်နေအောင်ပဲ။ကို့လိုအေးတဲ့ရာသီဆိုတာခြေနောက်ထဲမှာနွေနွေထွေထွေနေမှာပေါ့။နာဝမှာအငွေနွေနွေလေးနဲ့ထိလာအောင် ်အရေးဝတန်နဲ့နှင်းနှင်းတသာပြောနေရဲ့ဒီလိုပြောတဲ့အခါမှာပို့ပြီးဝမ်းနဲ့လာပြီးပို့ပြီးငိုကျင်လာရတယ်။ဒါကြောင့်ပို့ပြီးငိုပြက်လိုက်တယ်။ငိုလို့လေအရာသာရှိလုံးလာတယ်။ကောင်မလေးတယောက်ရှက်လည်းမရှက်ဘူးငိုနေရဲ့။တော်တော်ကြာလူလေးကနိုးလာရင် မမေကရှက်လည်းမရှက်ဘူးဟေးလို့ငိုရင်ငိုရင်နဲ့ရွထုံးနေပါအောင်မယ်ကွာတိတ်။သူ့လက်ချီကသူ့များမျက်ရည်ကိုလာတော့ပေးနေရဲ့။ဒါကြောင့်မုံမုံနဲ့သူ့လက်ချီကိုပုတ်ပြက်လိုက်တယ်။သူအားခါကိုဖက်ပြီး အသာတွေခော့သွားရင်လည်းမိခလုတ်ကိုလှမ်းပြီးပိတ်လိုက်တယ်။ဧကန်ထဲမှာမှောင်မြင်းမှောင်သွားပြန်တယ်။မင်းကိုစိတ်ကောက်နေရမဟုတ်လားယင်။ယောက်ျားဆိုတာကို့မိရကိုမချစ်ပဲနှိပါမလား။သူကပြောပြောဆွဆွနဲ့နှစ်ဖူးကိုငုံပြီးမှုေ့လိုက်တယ်။တော်ပါ။သူများကတော့သူ့ကိုဂယုစိုက်လိုက်ရတာ။သူကတော့ဘရောင်းမသူများဂယုမစိုက်ဘူး။ဗဇက်ကသာဆောင်းကြီးအောင်ကြီးပြောနေရတယ်။လက်ကတော့သူ့လေပင်ကိုတအားကြီးဖက်ထားနေမိရဲ့။ တကယ်ဆိုတော့ကိုသွားခြင်းနေရဲ့ကျဲဘိမှန်ကိုဒီလူချင်းတွေပဲသွားရမှာလေပြိတက်များရှင်အခုတင်ဆက်ပေးခဲ့တဲ့လင်ငယ်နေလိုက်ချင်းစမ်းပါပြီဆိုတဲ့ဇလံလေးကတော့ဒီမှာတင်ပေးပါပြီဇလံကောင်းများစွာကိုနားဆင်စင်နေဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်